အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ ATK channel လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတည်းဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့2025ခုနှစ်10လပိုင်းရဲ့ Rumbi ဖုံးတစ်စင်းလုံးများပတ်ဝန်းမဲ့ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီ10လပိုင်းရဲ့ Rumbi ဖုံးအတစ်စင်းလုံးတွေရဲ့ update စင်းလုံးလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတည်ပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းနဲ့ဖုံးလေးကတော့ Rumbi 14C ပဲဖြစ်ပါတယ်ခင်ဗျာ ဒီဖုန်းလေးကိုတော့ RAM 8256ကို9350000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Redmi 14R ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 4128ကို3980000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ကျွန်တော်နံပါတ်3မိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Redmi 15C ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ Run 6128ကို9သိန်း2000ပတ်ကြလည်းနဲ့ရောင်းချနေပြီး Run 8256ကိုတော့9သိန်း9500နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်။ကျွန်တော်နံပါတ်လေးမိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Redmi Note 12ပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဖုန်းလေးကိုတော့ Run 6128ကို9သိန်း7500နဲ့ရောင်းချနေပြီး Run 8256ကိုတော့6သိန်း4500နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာ။ ကျွန်တော်နံပါတ်5မိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Redmi Note 12 Pro ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256 9350နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်6မိတ်ဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Redmi Note 30 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 128ကို9980 RAN 828ကို6သိန်း3000နဲ့ RAN 8256ကို9သိန်း1000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 73 Pro ပဲဖြစ်ပါတယ်ဒီဖုန်းလေးကိုတော့ RAN 828ကို9သိန်း9500နဲ့ရောင်းချနေပြီး RAN 1256ကိုတော့7သိန်း5000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ် ကျွန်တော်နံပါတ်၈မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 14ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6128ကို6300ဝန်းနဲ့ရောင်းချနေပြီး RAM 8128ကိုတော့9300ဝန်းနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအဲကျွန်တော်လက်ရှိပြောပြပေးတာကတော့ Rummy ဖုန်းသစ်ဇင်းလုံးတွေရဲ့ပတ်ဝန်းပေါ့နော်အဲကြံရှိနေတဲ့ဖုန်းလေးတွေကိုတော့ကျွန်တော်ပတ်တူးမှပြောပြပေးသွားမှာဖြစ်တဲ့အတွက်အဲကျွန်တော်ရဲ့နောက်ဗီဒီယိုလေးတွေကိုလည်း like အောက်ပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာမိဘပြည်သူများအားလုံးတရင်ကျွအခါသမယတွင်စိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံပါစေကြောင်းဆုတောင်းမြတ်တာပို့တာပါတယ်ခင်ဗျာ